ဟဲ့ငါပဲနင်းနမကဘလောက်လဲပြက်လေဟာဒီနေ့တော့မပေါက်တော့ထင်ပါလေဟဲ့အခုနင်းနမကိုအော်နေတာဟာတကြီးကတေးတဲ့ခေါင်းချော်ရကြတာတရမတော့ဖိုတူတရာရွာလန်းတိုင်းလန်းရှောက်ပြီးထွက်လာတယ်အဲ့ဒီအချိန်တော်ဘောစီကနေဖုန်းဝင်လာပြီးတော့ဟဲ့ဖိုတူမင်းမလာသေးဘူးလားကွဒီမှာထမင်းလေးထိုးနေကြပြီ မင်းကလေကြားလိုက်တာကွာအေးလာနေပြီကွာလမ်းမှာလမ်းမှာခဏနေရောက်တော့မှာဒါနဲ့ငမိန်နဲ့မိဝိုင်းမှာရောရောက်နေမလားအေးရောက်နေပြီပေါ့ကွာမင်းတယောက်တည်းကြံတော့တာလာခဲ့တော့အဲ့လိုပြောပြီးလာနေတော့လမ်းမှာဖုန်ပြောရင်းလာနေတဲ့တော့ဘောကိုတွေ့လိုက်ရတော့လေအေးလာရင်လည်းမြ мян လာငါဒီမှာမင်းကိုစောင့်နေရကြာပြီဒါကိုပို့သူကမြင်သွားတဲ့အတွက်ကြောင့် အော်ဟဲ့လားမင်းကငါ့ကိုဘာမှစောင့်နေရလဲကွာဟမ်တုပ်ပေါ်လမ်းပေါ်မှာစောင့်နေရလား what အဲ့လိုပြောမှတုပ်ပေါ်လေသူ့နောက်မှာရှိနေတဲ့ဖိုးထုကိုတွေ့သွားပြီးတွားပြေးပြလိုက်တော်တယ်ဟေးငါဟိုမင်းအိမ်မှာပဲရှိနေတယ်ထင်လို့ပါကွာတုပ်ပေါ်တုပ်ပေါ်တော်တော်တက်လဲတက်နိုင်တယ်ငါကတော့တကယ်မှတ်နေရဟွန်းလာတွားကြမယ်အဲ့လိုပြောပြီးသူတို့နှစ်ယောက်ရွာရဲ့ဘုံကြီးရောက်စီကိုထွက်လာကြတော့တယ် ဘုန်းကြီးကျောင်းကိုရောက်မှာတော့သူ့ဘွဲ့နဲ့သူထမင်းလေးထိုးနေကြတဲ့လူတွေကိုတွေ့လိုက်ရတော့ရင်ဖိုးသူအောင်ဟဲ့အောင်တော့ပေါ့ငပိန်တော့တွေ့လားငါတော့မတွေ့ဘူးကွာငပိန်တော့မတွေ့ဘူးရေဟိုမှာထမင်းလေးထိုးနေတဲ့ကိုကြီးဖိုးတော်တော့တွေ့တယ် what ဟာမတွေ့ရင်ဖုန်းဆက်ကြည့်ကွာကြားတယ်အဲ့ဒီအချိန်မိဝိုင်းမကသူတို့နာရောက်လာပြီးဖိုးသူရဲ့ပကုံးကိုပုတ်လိုက်တော့တယ်ဟဲ့လာကြနင်တို့ဦးလေးလေးဖြစ်နေရမြင်ရလို့ ငါလာခေါ်တာလာအော်မိဝိုင်းမနင်တို့ကမမလေးကငါတို့ညကလိုက်ရှာနေရအေးဘဲတွေ့မှာလေငါတလောက်လေဖိုးတူဖိုးတူတုတ်ဘောတုတ်ဘောဆိုပြီးဝင်းလာတွေကအော်ခေါ်နေရမကြဘဲရှောက်သွားကြပြီးတော့နင်တို့ခေါ်တာအတန်တော်ဝင်းတော့အေးဟာဓမယုံကဖွင့်ထားတဲ့စောင်းမောက်တန်ကျင်းတော့မကြရတာအဲ့ဒီစောင်းမောက်တန်ကိုကြီးဖိုးတော်တို့လေရွာဦးကျောင်းဆရာတော်ကိုခွင့်တောင်းပြီးတော့ဖွင့်ထားကြတာဒီတိုင်းဓမနဲ့ထွက်ရရင်ပြင်းလို့တဲ့အော်အဲ့လိုလား ောင်းတာပေါ့မြူးမြူးကြွားကြွားနဲ့ထိုးရတာပေါ့ဟာဒလုံးနဲ့ဖိုးထူးနဲ့တော်ပေါ်နှစ်ယောက်မိဝိုင်းမနောက်ကနေလိုက်သွားကြတယ်ငပိန်ကအခုမှရောက်လာတဲ့ဖိုးထူးနဲ့တော်ပေါ်ကိုတွေ့တော့အော်မောင်မင်းကြီးသားကြီးရောက်လာကြပြီပေါ့ဟုတ်လားချင်းထားနေလေတနိုင်ရောက်လာနှစ်နိုင်မှတင်းမအေးရောက်လာပြီငပိန်အပြေပြောကြံလေး နောက်မှပြောတော့ကွာအခုဘာလို့ပြရမလဲဆိုတာအရင်ပြောမြို့ဝိုင်းမှာနေရှင်လားကအကြီးပြောင်းစီမှာစောင်းနဲ့မှတ်လာရမလားဘာပြီးရင်ဘာလို့ရမလဲဆိုတော့လေအဲ့ဒါဖိုးတူတို့ဘာလို့ခိုင်းမလဲနင်ပြောလိုက်တော့အေးအဲ့ဒါဆိုဂျင်းထောက်ရမှာကပြီးတော့ပြီးတော့ဟို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 လေဟိုဟိုနဲ့ဖြစ်နေရနေငပိန်ကဟာမြို့ဝိုင်းမှာရနင်မှတ်လာပြီဘာဒီမှတ်လာလေကငါပဲပြောတော့မယ်ဖိုးတူ မင်းကဂျင်းထောင်းလိုက်ဟိုကောင်တော်ဘွားကတော့ရေကန်မှာဒေဟိုးသွားစီလိုက်ငါကအိမ်မှာမစီပဲဒီရောက်မှာစီမယ်ဆိုပြီးယူချလာတာအဲ့ဒါဘုန်းကြီးကျောင်းကြီးရဲ့ရေကန်မှာသွားစီလိုက်ဒါနဲ့နောက်ကြမှလာတဲ့ဖိုထုနဲ့တော်ဘောတို့နှစ်ယောက်လေးငပိန်ခိုင်းတာကိုလုပ်ရတော့တယ်တော်ဘွားကတော့ဆက်ပြောင်းမွန်နေဒေဟိုးယူပြီးထွက်သွားတယ်လို့ဖိုထူကတော့ငရုတ်ဆောင်နေဂျင်းထောင်းနေရောတယ်ဖိုထူက က်အောင်ငပိတ်မင်းကငါတို့ကို ခိုင်းနေရမင်းကရောဘာလို့မှလဲကွာငါကဒီမှာထင်းခွဲပြီးတော့မင်းဝဲမှလीကွာပြောပြောဆက်ဆုံနေငပိတ်လေးသူယူလာတဲ့ထင်းလေးတွေကိုခွဲပြီးမင်းဝဲလိုက်တော့နေအဲ့ဒီအချိန်ဘေးကတခြားအခွဲတွေမှာအတန်နေဆူညံနေရဆိုတော့မိဝိုင်းမကဟဲ့ထမင်းနဲ့ထုံးနေကြပြီထင်းနေဟာဖို့တွေ့လုတ်လုတ်ငါတို့ပဲကြံတော့လေ ဟာငါလေးထောင်းနေရပဲဟာမိဝိုင်းမိုက်ဒါနဲ့နေငါရောဘာလုပ်နေရလဲဟာအဲ့ဒီအချိန်တုပ်ပေါ်တော်တော်နဲ့ပြေးရမလာတဲ့အတွက်ငပိန်ကဟာဒီကောင်တုပ်ပေါ်သွားလာပြီးကြားလာပြီးဘာလုပ်နေလဲမသိဘူးဒါနဲ့မိကငိမ့်တော့မှာပဲမိဝိုင်းမိမငိမ့်အောင်လို့ရက်ကန်ထားလိုက်ဝေးငါတုပ်ပေါ်နောက်ကိုလိုက်သွားလိုက်အောင်မယ်အဲ့လိုပြောပြီးငပိန်လေးတုပ်ပေါ်နောက်ကိုလိုက်သွားတော့လေဒါနဲ့မိဝိုင်းမကခုနက ပိုတူမေးတဲ့အဖြေကိုပြန်ဖြေလိုက်တော့တယ်။ငါဒီမှာရက်တောင်ခတ်နေရလေပိုတူရဲ့ What? တုံကောကတော့ရေကန်မှာဒေအိုးဖင်ကအိုမေးတွေကိုရေတွေနဲ့ဆေးစနေရောတာပါ။အဲ့ဒီချိန်ငပိန်ရောက်လာလို့ဟဲ့အောင်တော့ပေါ့။ကြားလိုက်တာကွာဘာလုပ်နေရလဲ။မင်းကိုဒေအိုးလေးတခုပဲဆေးကိုက်လိုက်တာလေကွာ။အော်ဒီမှာလေကွာ။ဒေအိုးဖင်ကမဲနေလို့ငါဒီအိုမေးတွေပြောင်းသွားအောင်လို့ရေးစေးချနေရကွာ။ဟာ။ မင်းကဘသူကဒဲဟုတ်ပင်စိတ်ကိုင်းလို့လေကွာဒဲဟုတ်ကိုပဲစိတ်ကိုင်းလိုက်တာလေကွာမသိဘူးလေဒဲဟုတ်ဆိုတော့ဖင်ရောပါတယ်တင်ပြီးမဲနေလို့စိနေရမောကွာမင်းကလေ What အေးပါကွာတေချာမပြောပြလိုက်တဲ့ငါပဲမှားတာပါလာလာသွားမယ်ကိုမမီးကမှွေးထားပြီပြီဒါနဲ့ပြန်ငိမ့်တော့မှာပဲဒါနဲ့ငပိန်လဲတော့ဘောကိုခေါ်လာခဲ့တော်တယ်အနောက်တော့ မိရှိနေသေးတဲ့မိဖို့ပေါ်ကိုဒဲအိုးကိုတင်ပြီးစီထဲလို့ထမင်းနဲ့စလုပ်တော်တယ်။အဲ့ဒီချိန်ဘေးမှာဘာမှလုပ်ဆရာမရှိတော့တဲ့ဗုဒ္ဓလူကငါကိုယ်ဖို့တော်စရာကြတာနေလေကြရင်ကန်ဆယ်မဲစင်စင်ရှိရဆိုဟုတ်လား။အင်းဟုတ်တယ်။မနေ့ပြန်မနေ့ကြရင်လေဥပုသ်တွေကိုကမ်းမှုရှိရလေကွာ။ငါတော့အရင်လာထမင်းနဲ့ထိုးပြီးလို့ဒီလမထိုးရတော့ထဲနေတာ။ဒီလကိုယ်ဖွဲနဲ့ကိုလက်ဆွဲပြရမယ်ဆိုတော့ဝမ်းသာသွားတာပဲကွာ။ ကိုကိုတိုင်ထိုးတဲ့တမန်လေးကိုဥပုပ်သေးလေးကိုကမ်းရမှာဆိုတော့ဘလောက်မွန်မြတ်လိုက်လဲ။ဒါနဲ့မိဝိုင်းမကဝင်ပြောလိုက်တယ်။အရင်လထိုးတယ်ဆိုတာပွဲမလို့လေဟာ။အခုကဒီတိုင်းအလူသဘောထိုးတာဟာ။ဒါနဲ့ဖိုးတူကဝင်ပြောပြန်နေ။အော်အဲ့လိုလား။ကန်ဆယ်မဲ့ဖောက်ဝင်မယ်ဆိုတာကရောတကယ်လား။အဲ့ဒီအချိန်ရတောင်ကပ်ပြီးမင်းမွေးနေရဲ့ငပိန်ကခဏနေတိရလိမ့်မှာပေါ့ကွာ။ဒါနဲ့ မြွိုင်းမငါနဲ့ကိုအိမ်ကယူလာခိုင်းနေကောင်းကြီးဆန်နေယူလာတယ်မလားအဲ့ဒါကြီးထဲတော့ပြီးရင်ငါယူခိုင်းလိုက်တယ်ထိုးတဲ့ရောင်းမှလည်းပါတယ်မလားအင်းပါမာလေးကငပေးရဲ့ကဲမင်းတို့နေအောင်လေလေးလေးလျှော့ဝိုင်းမီကူထိုးဖို့ပြင်ထားတော့နော်ဒါလိုနဲ့ဖိုးထုတို့အားလုံးထမင်းနဲ့စထိုးတော့မှပဲဖြစ်ပါတယ်ငပေးကကဲဆန်ကတော့တင်းလာပြီဘက်ကနေဖို့သူမိကြိုင်မိရောထုတ် ငါထိုးမယ်လေငပေနေနေမင်းမထိုးနဲ့မင်းထိုးလို့လေတတယ်လုံးပြုတ်ကြမှာမနဲ့ကန်းဆရာမရှိပဲဖြစ်နေမယ်ကဲဖို့သူမင်းထိုးဒါနဲ့ဖို့သူလေတမန်နေထိုးတဲ့တုတ်ကိုတပတ်ကနေခိုင်းလို့ငပိနဲ့တူတမန်နေထိုးတော်တယ်ဘေးမှာလေတမန်နေထိုးတဲ့ကာလာသားတွေကိုအပင်းနေတဲ့တန်တွေကြားနေရတယ်ဒါကိုကြည့်ပြီးတုတ်ပေါ်ကဖို့သူနဲ့ငပိကိုအပင်းတော်တယ်ထိုးတာဖို့သူငပိထိုးတာထိုးတာထိုးတာကွာ ဒါလို့နဲ့ဟိုဘက်တို့လိုက်ဒီဘက်တို့လိုက်လုပ်ပြီးအချိန်ကြာတဲ့အခါမှာတော့ထမင်းလေးပုံစံကိုရှာသွားတယ်။ငပိန်ကအရင်လားကကိုကြီးတင်ရွှေတို့ကိုထိုးတာကူထားတော့ထိုးရလဲသွားပြီကွာ။မနေ့ပြန်ကြရင်ဓမယုံနဲ့လာမယ့်ဥပုပ်တွေကိုကမ်းရအောင်ဖတ်တယ်နဲ့ထည့်အောင်ဟိ။ပြီးရင်ငါတို့စားဖို့အတွက်နည်းနည်းချန်ထားလိုက်မယ်။ငပိန်နဲ့ဘိုးထူတို့နေရာကဖတ်လေးတွေကိုထမင်းလေးတွေခွဲထည့်လိုက်ကြတယ်။အဲ့ဒီအချိန် ငတူဘိုးတော်ရောက်လာလို့ဘလို့လေးကမင်းတို့ကိုထိုးပြီးသွားကြမလားဟုတ်ထိုးပြီးပြီဗျကိုကြီးဘိုးတော်အေးထိုးပြီးရင်လေကျုပ်တို့ဘက်ကကူပေးပါအောင်ကွာထိုးရတဲ့ပြီးကများတော့လူမနိုင်ဖြစ်နေရလာကူပါအောင်အဲ့လိုနေဖိုးတူတုပ်ပေါ်နေငပိန်တို့တုံရောက်ငတူဘိုးတော်နေတူလိုက်သွားကြတော့ဒီမိဝိုင်းမှာတော့တယောက်တည်းကြံနေခဲ့ရင်တိမ့်ဆန်ရှိရာတွေကိုတိမ့်နေတော့ဒီ ခဏနေအောင်စောင်းမှသူ့နားကိုရောက်လာတယ်။ဟဲ့မိဝိုင်နင်းတယောက်တယ်လား။မဟုတ်ပါဘူးဟာဖိုးထုတော့နယ်လီအခုတို့ကကိုကြီးဖိုးတော်လာခေါ်လို့ပါသွားကြတယ်ဟာ။ဩမသိပါဘူးငါကနေတယောက်တယ်ဆိုရင်ငါတို့ဘက်လာခဲ့လို့ပြောမလို့ဟာ။ဟာဒါလို့နဲ့စောင်းနဲ့မိဝိုင်မတို့နှစ်ယောက်သာစကားတွေထိုင်ပြောနေကြတယ်။အဲ့ဒီချိန်တော့ဖိုးရောက်လာလို့ဩစောင်းမနင်းလေးရောက်နေအောင်တော့ဘောတစ်ခုလုံး ချွေးရည်နဲ့ဖြစ်နေတော့စာအုပ်ကဟဲ့တုပ်ပုံနေရချိုးလာလားဒီကုန်းလုံးနဲ့ချွေးရည်နဲ့ဟမ်တမန်နဲ့ထိုးလာတာပါဟာဒါတော့မပြီးသေးဘူးမိကအပူဟတ်တော့ချွေးထွက်တာဟာခဏနေရင်ကက်ဆင်းမဲစင်စင်စတော့မှအဲ့ဒါမိဝိုင်းနင့်ကိုလာပြောတာအေးအေးအစင်းစင်စတာနေငါတို့လာခဲ့မယ်လေအဲ့လိုပြောပြီးတော့တုပ်ပုံလေးထွက်သွားတော့လေချက်ချင်းဆိုသလိုရွာရဲ့ဓမ္မရုံကနေရွာလူကြီးရဲ့တန်းကိုကြားရတော့တာပါ အောင်မန်းရွာနေရွာမိရွာဖားများခင်ဗျာအရင်လအထမင်းနဲ့ထိုးတော့ကမလုတ်ပေးနိုင်ခဲ့တဲ့ကန်ဆယ်မေးဖောက်ပြီးတဲ့စီစဉ်လေးကိုအခုတကောက်မှာတော့ကျုပ်တဲ့ကြီးကပြုတ်လို့ပေးသွားမှာမေဗျာဒါကြောင့်ရွာရဲ့ဓမာယုံကိုလာခဲ့ပြီးဖို့ဖိတ်ခေါ်အပ်ပါတယ်လာမြွေမသွားရအောင်တကြီးကခေါ်နေပြီဆိုတော့ဒါနဲ့မိဝိုင်းလေးစောင်းနေတူရွာဓမာယုံကိုထွက်သွားတော့တယ်ဓမ္မယုံနေမှာတော့ ဒီထမင်းကြိုက်လက်ကင်ပံကနေလွယ်အိတ်အစရှိတဲ့ကန်ဆယ်မဲပစ္စည်းမျိုးစုံကိုပြသထားတော့တယ်ဖိုးထူးတို့လည်းဓမယုံနေကိုရောက်ရှိနေကြတယ်ဓမယုံနေမှာဖိုးထူးဦးနဲ့တွေ့တော့စာဦးကဟဲ့မြွိုင်းဒါဆိုငါသွားပြီနော်နေဖိုးထူးဦးနဲ့နေခဲ့တော့အဲ့လိုပြောပြီးစာဦးမှလည်းထွက်သွားတယ်တကြီးတပည့်ဖိုးကြီးကတော့ထောင်းဆန့်အတိုင်းကြောက်ရောက်လာကြတဲ့ကျုပ်တို့အောင်မန်းရွာသားတွေခင်ဗျာ ီမှာနမတ်စင်လေးရေလာယူပါခင်ဗျနမတ်စင်ကိုနိုင်ပြီးတကြီးကစုမဲနမတ်တွေကိုချင်ညာပေးသွားမှာပဲဖြစ်ပါတယ်ဟဲ့ဖို့သူနမတ်စင်ဆိုပဲကွာလာသွားယူအောင်ဒါနဲ့ဖို့သူ့ကိုဖွဲ့လေထပြီးတော့သွားယူလိုက်ကြတယ်အနောက်တော့နေရာကိုပြန်လာကြပြီးမိဝိုင်းကဟဲ့နင်တို့နမတ်ဘယ်လောက်ရရလဲဟာငါးခုနဲ့ဒီကောင်ကပင်ကဟဲ့ပြာစမ်းကပင် ဟာနံပါတ်1တော်ဘွားဆက်နေညီငါအောင်ငါကြောက်အဲ့ဒီအချိန်မှာပဲဓမ္မရုံလေးကိုရှာလီချင်းဝင်လာတယ်။မဲနမတ်တွေကိုကြာပန်းအောင်မှာပဲဖြစ်ပါတယ်။ကျုပ်ကပန်ကားအတွက်ဆိုပြီးဒီငွေပလာတွေကမဲလေးလေးတခုကိုနှိုက်လိုက်မိ။ကြားတဲ့နံပါတ်ကပန်ကားရဲ့ပိုင်ရှင်မှာရှာလူချင်းလည်းအဲ့လိုပြောပြီးပန်ကားအတွက်မဲပေါက်တဲ့နံပါတ်ကိုနှိုက်လိုက်တော့တယ်။ပန်ကားရောက်သွားတဲ့မဲနမတ်ကတော့ မင်းနမဲ16ပဲဖြစ်ပါတယ်16ဘယ်သူလဲ16ရွာသားတယောက်မင်းနမဲနဲ့တူရွာလူကြီးစီကိုထွက်သွားတယ်ရွာလူကြီးကရွာသားကိုပန်ကမဲကိုပေါက်ပေးလိုက်တယ်နောက်တစ်ခုထမင်းပေါင်းမင်းနမဲ3အဲ့ဒီအချိန်ဖိုးသူကထမင်းပေါင်းနဲ့စိတ်ဝင်စားဘူးကွာဟိုရေဘူးလေးပဲဖြစ်ဖြစ်ကြုံမို့လေးပဲဖြစ်ဖြစ်ရှာရင်တော့ကျိနေပြီငါကတော့အယုတ်လိုကျင်နေကွာအယုတ်အယုတ် တို့ပွားစီပွားစီပြောနေရနဲ့ငပိန်ကဟဲ့နိတို့တို့နေစမ်းပါကွာတော်ကြလီငါနဲ့မတ်អော်လို့ငါမကြားလိုက်ရပဲနေမင်းကွာဒလုံးနဲ့ရွာလူကြီးကတမဲပြီးတမဲကိုနှိုက်သွားတယ်ငပိန်ဟာဟာဒီမဲနဲ့မဲတစ်ကလည်းထိတ်ဆုံးရတာဖြစ်တာဘူနမဲကြီးလားမသိပါဘူးကွာအခုတက်တီကိုမပေါက်နိုင်အဲ့ဒီအချိန်ရွာလူကြီးကခေါင်းလျှော့ရင်ဘူမဲကိုကြီးညာတော့တယ် မင်းနမတ်တစ်ခေါင်းချွေဘူးရတယ်မင်းနမတ်တစ်ကဘာသူလဲငပိန်တယောက်ကတော့သူ့နမတ်ကိုမပါဘူးပဲတင်ပြီးစိတ်တုန်နေရောတာပါရွာလူကြီးကမင်းနမတ်တစ်မရှိဘူးလားမင်းနမတ်တစ်အဲ့ဒီချိန်ဘေးနားမှာရှိတဲ့မိဘမကဟဲ့ငပိန်နင်းနမတ်ကဘလောက်လဲတက်လေဟာဒီနေ့တော့မပေါက်တော့တင်ပါလေ what ဟဲ့အခုနင်းနမတ်ကိုအော်နေတာဟာတကြီးကတေးတဲ့ခေါင်းချွေရတာ ဟုတ်လားအဲ့တော့မှငပိန်လင်းပြပြတလေးနဲ့ထားရတည်းတကြည်တကြည်ဟိုကျွန်တော်ကျွန်တော်မင်းနမတက်ကဒါနဲ့ရွာလူကြီးကပြောတော့တယ်မင်းနမတက်လို့အောနေအောင်ဘာလို့ပြန်မထူရလဲကွဟိုဟိုကျွန်တော်ကျွန်တော်ကို့မင်းနမကိုမေးသွားလို့ပါတကြည်ရဲ့ဓမ္မယုံင်းမှာရှေ့ရဲ့သူတွေကငပိန်ရောဝိုင်းရင်လိုက်ကြတယ်အော်ဖြစ်မှာဖြစ်ရလေကွာ လာလာကောင်းရွှေရီဘူးကိုလာယူလိုက် ဒါနဲ့ငပိန်လေးခေါင်းလျှော်ရီဘူးတွားယူလိုက်တယ်။အိမ်နောက်မှာတော့ရွာလူကြီးကမိဖို့ကြင်ညာတယ်။မိဖို့ရတဲ့မင်းနမကမင်းနမခုနှစ်မင်းနမခုနှစ်မင်းနမခုနှစ်ကဘာလုပ်လဲ။ဦးကျွန်တော်ကျွန်တော်ကျွန်တော်တကြီးကျွန်တော်ဗျ။အေးမဖို့တူလာလာလာမိဖို့လာယူလက်။ဒါနဲ့ဖို့တူလေးနေရာကနေထသွားတယ်။အဲ့နောက်တော့ မင်းနိုင်တာတွေကိုဆက်လုပ်ကြတော့တယ်နောက်ဆုံးမှတော့မဲပေးစီစဉ်လင်းပြီးသွားတာဆိုတော့ရွှေလူကြီးကကဲအတူတူလာပြီးရင်ကုန်ပေးကြတဲ့လူတွေကိုကျေးဇူးတင်ပါတယ်ဗျာထမင်းနဲ့ဒူပဲလေးပြန်ပြီးတော့ကျင်းမလူရပါပြီအဲ့လိုကျင်ညာလိုက်တော့ဓမ္မရုံထဲမှာစုဝေးနေတဲ့ရွာသားတွေလည်းအပြင်ကိုထွက်သွားကြတော့တယ်အပြင်ဘက်ရောက်တော့တုတ်ပေါ်ကငါအယုံလေးလိုချင်တော့မရနိုင်ဘူးကွာ အယုတ်ကဘသူရလိုက်လို့လဲကွာမင်းရလေဟမ်ရွာရှိဘက်ကဥလိပသားရသွားတာကွာသူမျိုးကိုပြေးမယ်တင်တာပဲငါတော့အယုတ်တက်လေးဟိုတက်လက်ကင်ပန်ကားလေးလိုချင်တာဟာနွေရသေးရောက်ပြီဆိုတော့ပန်ကားလေးရှင်စိမ့်မယ်ဟုတ်ပါငါကရေဝူးလို့ချင်တာရလာတော့မီးဘူးလေဘာဖြစ်ကောင်းပါလေအိမ်မှာ အမေမီးဘူးပြတ်နေပြီလို့ပြောတယ်ကအဲ့ဒါပေးလိုက်တာပေါ့ငါကနှစ်ချက်လိုချင်တာရတော့ကောင်းလျှောက်ရေးတဲ့အဖေနဲ့မေအတွက်ဖြစ်သွားပြီပဲ ဲ့ဒီအချိန်ငဒူဘိုးတော်လှန့်ခေါ်နေအောင်ရင်တော့ဖိုးသူကဟဲ့နီဟိုမှာကိုကြီးဘိုးတော်လှန့်ခေါ်နေပြီကွအေးအဲ့ဒါဆိုနင်းနဲ့ကပင်အရင်သွားနေလိုက်တော်ဘွားတော့ငါ့ကိုပစ္စည်းရေးသိမ့်ပြီးအိမ်တကောက်လိုက်ပို့ပေးအောင်ငါတယောက်တည်းမနိုင်လို့အေးအေးလိုက်ပို့မယ်လေဒါဆိုရင်သွားကြစို့ဒီလိုနဲ့ဖိုးသူနဲ့ကပင်ကငဒူဘိုးတော်စီကိုထွက်သွားကြပြီးမိဝိုင်းမနိုင်တော့ဘွားတော့ပစ္စည်းတွေထားခဲ့တဲ့နေရာကိုထွက်သွားတော့တယ် ဒါလို့နဲ့နောက်တနေ့မနက်မှာရွာရဲ့ဘုံကြီးเจ้าနေကိုဖို့ထုတို့တတွင်ရောက်နေကြတော့တယ်။မိဝိုင်းမကတော့တပတ်လေးကိုပကောမော့မှာတင်လို့ဥပုံဆောင်မှုလာတဲ့လူကြီးသူမတွေကိုသူတို့ကိုယ်တိုင်ထိုးထားတဲ့ထမနဲလေးတွေဝင်နေရတာပါ။တို့ဘောကဟဲ့မိဝိုင်းမမြမြဝေးပါဟ။နောက်မှလူတွေအများကြီးရှိပြီ။နေဝေးတာနှေးလိုက်တာ။ငပိန်ကလည်းဝင်ပြောပြန်နေ။ဦးရှိမအန်ဒီတယောက်မကြလိုက်ဘူးလားမသိဘူး။ ဲ့ဒီအချိန်ကျောင်းထဲကို NDG တယောက်ချောင်းချောင်းမီကြည့်နေရကို ဖိုးတူးကမြင်သွားတယ်။ဒါနဲ့ဖိုးတူးလည်းတမန်လေးဘူးတထုပ်ကိုယူလိုက်ပြီးကျောင်းမြင်ဘက်ကိုထွက်သွားတော့တယ်။ငပိန်ကဟဲ့အောင်ဖိုးတူးအဲ့ဘဲလဲကွာကျောင်းမြင်ဘက်ကိုရောက်တော့ဖိုးတူးကအန်ဒီထမင်းနဲ့စားကြင်လို့လားဗျဟုတ်တယ်စားကြင်လို့ဒါမဲ့တောင်းလဲမစားရဲလို့ဥပုသ်တွေအတွက်ပဲဆိုတော့လေ ။အော်ထင်းနေ။အဲ့ဒါကြောင့်လေဒါဒီမှာအန်တီအတွက်တလို့ယူလာခဲ့တယ်ဗျ။အန်တီချင်းလေးဖိုးတူပေးတဲ့ထမင်းနှင်းကိုမြင်တော့ညင်းတော့တယ်။တော်ပါပြီကွယ်မယူကားမအောင်။ဥပုပ်တွေတွေအတွက်ဥစား။ယူပါဗျယူလို့ရတယ်။ဒီဟာဥပုပ်တွေတွေအတွက်မဟုတ်ဘူးဗျ။ကျွန်တော်စားဖို့အတွက်ဖေးထားတယ်ဘူးလေ။အဲ့ဒါအန်တီကိုပေးမယ်နော်။အဲဒီတော့မှအဒီကြီးလေးမျက်နှာလေးရွှဲလာတယ်။တကယ်လားဟင်တကယ်ပါယူပြီးစနော်မဝရင်လည်းပြောကျွေးမယ်ဗျသိလား ကျေးဇူးတင်ပါတယ်တာယင်ကျေးဇူးတင်ပါတယ်အဲ့လိုပြောပြီးအန်ဒီချင်းလေးဖိုးထုရှိရနေဓမနေထုတ်ကန်လို့ထွက်သွားတော့တယ်ဖိုးထုလေးငပိန်တို့ရှိနေတဲ့နေရာကိုပြန်ရောက်လာတယ်ငပိန်ကထပ်မေးပြန်တယ်ဟဲ့ဖိုးထုမိခွနကဘယ်တော့ ਆ လဲကွအဲ့ဒီအချိန်တော်ဘောကဝင်ပြောလိုက်တယ်ငပိန်ကမင်းရလေအမေအမြန်ကိုထိုးလိုက်တာသူ့မှာတော့ဘဲသွားသွားပေါ့ကွာ အဲ့လိုပြောပြီးတုတ်ပေါ်အောင်ဖိုးထုပကုန်းကိုဖတ်လို့တော်တယ်တကယ်ကြီးမင်းတော်တယ်ဖိုးထုလည်းပြုံးပြီးတုတ်ပေါ်ပြောတဲ့စကားကိုခေါင်းညိတ်ပြလိုက်တော်တယ်